င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် မောင်နှောမြို့နယ်ကစစ်ကောင်စီရဲ့တရင်စကန်၄ခုကိုအေအေကတင်ပတ်လိုက်ပြီးမောရဝတီပြူဟာမူဘုံမူကြီးတေစာသေးပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်200ကျော်သေသွားပါတယ်စစ်ကောင်စီကလေးလာအတွင်းမှာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုအနည်းဆုံး46ကြိမ်ကိုကျူးလွန်ခဲ့ကာပြည်သူပေါင်း369ဦးထိတင်ဆောင်းခဲ့တဲ့တဲ့င်းပါဝင်နောက်ဆုံးတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ပြည်မောင်နှောမြို့နယ်ကစစ်ကောင်စီရဲ့တရင်စကန်၄ခုကိုအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးမောရဝတီပြူဟာမူဘုံမူကြီးတေဇာထေးပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်200ကျော်သေသွားတယ်လို့အရခတပ်တော်အေကသတင်းထုတ်ပြန်ထားပါတယ်ဇွန်လဒုတိယပတ်တွင် မောင်တော်မြို့နယ်ကနာခကလေတရင်ဌာနချုပ်အလဲတန်ကျော်စကန်မောရဝတီပြူဟာနှာခေါင်းတို့စကန်တို့ကိုအတီတီထက်မှန်သိမ့်ပတ်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။စကန်သိမ့်တိုက်ပွဲတွေတွင်မောရဝတီပြူဟာမူဘုံမူကြီးတေစာသေးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်200ကျော်ကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့လို့အေက ထုတ်ပြန်ထားပါတယ်။မောင်တော်ဘက်စစ်ကောင်စီစကန်တွေတက်ခိုက်မှုနဲ့တပြိုင်တည်းထဲအန်တန်တွဲမျိုးတွေမှာရှိတယ်။စစ်ကောင်စီရဲ့အခြားစကန်တွေကိုလည်းအေကဆက်လက်ထိုးစစ်ဆင်တက်ခတ်နေရလို့လည်းသိရှိရပါတယ်။ဇွန်လပထမပတ်အတွင်းကလည်းမောင်တော်မျိုးကတာဝရိုင်းစကန်၊ကြောက်ပန်သူစကန်၊ဂွားဆောင်ပြင်စကန်၊မြင်းလွတ်စကန် အင်းဒင်စကန်တို့မို့နာခခ6စကန်နဲ့နာခခ6စကန်တို့ကိုအပြည့်သက်သိမ့်ပတ်ရောက်နိုင်ခဲ့လို့လည်းသိရပါရရှင်။ မကွေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတန်းနမောင်မြို့နယ်နဲ့မြို့သိမ်မြို့နယ်တို့မှာပြည်သူအုပ်ကိုဖမ်းဆီးတပြက်ပြီးခြေရွာတွေကိုမီးရှို့နေတဲ့အကြမ်းဖက်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရမှာကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိတယ်လို့အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစု OPRFPLA ကတာဝန်ရှိသူတို့ကပြောပြပါရစေ။ဇွန်လ14ရက်နေ့ညနေပိုင်းအချိန်မှာ နမ်မောင်မြို့နယ်ကျွန်းပုတ်ကျေးရွာကနေထွက်ခွာလာတဲ့အကြမ်းဖက်တပ်သားတွေကို6ရုံးနာအရောက်ဂိုက်150ခန့်အကွာမှာဂျားပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်တပ်သားတွေထိခိုက်သေဆုံးမှုရှိပေမဲ့လည်းအရေအတွက်ကိုအတိမပြုနိုင်သေးဘူးလို့ဖိနေခံပြည်သူတော်လှန်ရေးအင်အားစု OPIFBLA ကတာဝန်ရှိသူတို့ကပြပြပါပါတယ်။အဲဒီအကြမ်းဖက်စစ်ကြောင်းဟာမြို့သိမ်မြို့နယ်ကစစ်သားရဲနဲ့နမ်မောင်မြို့နယ်ကစစ်သားရဲတွေပူးပေါင်းထားတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ ဒီတစ်ခါမှာတော့အမျိုးသားညညရေးဆိုရကျမ်းမာရေးဝန်ကြီးဌာနက3လစ်တာ ကာလအတွင်းမှာစေယုံစေကံရွေလျားစေကံပေါင်း900ကျော်နဲ့ကျောင်းသားတသိန်းကျော်ကိုကျောင်းကျမ်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ကျမ်းမာရေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်2021ခုနှစ်ဧပြီလ16ရက်နေ့ကနေ2024ခုနှစ်ဧပြီလ16ရက်နေ့ထိ 3နှစ်တာကာလအတွင်းမှာ NUG အစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနကစစ်ရုံ89ရုံ၊စေကံ389နဲ့လွေရာစေကံ250စုစုပေါင်း904ခုမှာစေကူတောက်မှုလုပ်ငန်းတွေကိုစွန့်ရပေးခဲ့လို့လည်းဝန်ကြီးဌာနကထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။ဒါအပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာလဲအရေးပေါ်ကျန်းမာရေးစောင့်ရှောက်ပေးတာ ခွဲစိတ်ကုသပေးတာနဲ့ပြပလူနာကုသပေးတာအပါအဝင်ကာကွယ်ဆေးထိုးတာကျမ်းမာရေးအသိပေးတာစတာတွေလှုပ်ဆောင်ခဲ့လို့လဲဆိုပါရယ်။ចောင်းကျမ်းမာရေးအတွက်ចောင်းသားပေါင်းတသိန်းကျော်ကို ကျမ်းမာရေးဆောင်ရှောက်မှုပေးခဲ့တယ်လို့၃နှစ်တာကာလအတွင်းမှာပြပလူနာ၁၇သိန်းနဲ့အသေးစားအကြီးစားခွဲစိတ်မှုပေါင်း၄000ကျော်လူနာလွှဲပြောင်းပို့ဆောင်မှု၄000ကျော်တို့ကိုကုသပေးခဲ့လို့လဲအစီရင်ခံစာထဲမှာဖော်ပြထားပါရယ်။အဲ့ဒီအချက်လက်တွေဟာကျမ်းမာရေးစေယုံစေကန်900ကျော်နဲ့ 122ခုရဲ့သတင်းပေးပို့တဲ့အစီအကားစာတွေကိုကိုကာဖော်ပြထားတာဖြစ်ပြီးအမှန်တကယ်ကုသမှုခံယူတဲ့လူနာအရေးအတွက်ဟာဖော်ပြထားတာတဲ့3ဆကျော်ပုံမှန်များပြားနိုင်တယ်လို့လည်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်တပ်ကလေးလာတာကလအတွဲမှာပြည်သူတွေကိုအစုလိုက်ပြန်လည်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဟာအနည်းဆုံး46ကြိမ်ရှိခဲ့ကာ ပြည်သူပေါင်း369ဦးသေဆုံးခဲ့လို့ညံလင်းသည့်သူတွေနာအဖွဲ့ကသတင်းထုတ်ပြန်ထားပါဗါး2024ခုနှစ်ဇန်နဝါရီလကနေဧပြီလအထိ၄လတာ ကာလအတွင်းမှာအကြမ်းဖက်စစ်တပ်ကပြည်သူ905ဦးအထက်အစုလိုက်ပြုံလှန်တပ်ဖြတ်မှုဖြစ်စဉ်တွေကိုလေလာစမ်းစစ်ထားတယ်လို့လည်းဆိုထားပါဗါး၄ကြောင်းအုံမြင့်မှုကြောင့်အစုလိုက်ပြုံလှန်တပ်ဖြတ်ခံရမှုဟာ 168ဦးခန့်ရှိပြီးလေးလာတာကာလအတွင်းမှာလေးချောင်းအတော့ပြုတ်ပြီးတက်ဖြတ်မှုကြောင့်ပြည်သူသေဆုံးမှုဟာ46ရာခိုင်နှုန်းထိရှိခဲ့လို့လည်းအစိုးရကစားတဲမှာဖော်ပြထားပါတယ်။လေးချောင်းတက်ခတ်ခံရမှုကြောင့်ပြည်သူတွေအစုလိုက်ပြုံလိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကအများဆုံးဖြစ်ပြီး လူသေးဆုံးမှုဟာလည်းအခြားဖြစ်စဉ်တွေထက်ပိုများပြားတယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဒါအပြင်အကြက်ဖက်စစ်တပ်နဲ့ပြူစောထီရဲစစ်ကြောင်းထိုးကပြည်သူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်အ ਨੇ ဆုံး၁၁ခုရှိခဲ့ပြီးသေးဆုံးသူစုစုပေါင်း62ဦးထိရှိခဲ့လို့လည်းသိရှိရပါတယ်။အဲလိုစစ်ကြောင်းထိုးတပ်ဖြတ်မှုအတွင်းသကိုင်းတန်းဝန်းတော်မြို့နယ်မှာ ပြည်သူ၁၉ဦးတက်ခံရတဲ့ဖြစ်စဉ်ဟာသေဆုံးမှုအများဆုံးဖြစ်တယ်လို့လည်းညံလင်းတဲ့သူရဏအဖွဲ့ကသတင်းထုတ်ပြန်ထားပါဗျ။ဒါအပြင်လေးလက်တာကလအတွဲမှာစစ်တပ်ရဲ့လက်လက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အစုလိုက်ပြုံလိုက်သေဆုံးရတဲ့ဖြစ်စဉ်အနည်းဆုံး၆ခုရှိခဲ့က52ဦးသေဆုံးခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးတော့အကြမ်းဖက်မြန်မာစစ်အုပ်စုကိုစစ်လက်နက်နဲ့လေ့ကျင့်သင်တန်းတွေပံ့ပိုးပြီးစစ်ရာဇဝဲမှုတွေကျွလွန်လာတွေကိုအားပေးနေတဲ့အိန္ဒိယစီးပွားရေးလုပ်ငန်းတွေကို Justice for Myanmar ကဖော်ထုတ်လိုက်ပါတယ်။အိန္ဒိယပြည်သူ့ကဏ္ဍစီးပွားရေးလုပ်ငန်း PSUS ရာတရားမွေမြန်မာစစ်အုပ်စုကိုစစ်လက်နက်ပစ္စည်းအခြေခံအဆောက်အုံနဲ့လက်ကျင့်သဏ္ဍန်တွေပံ့ပိုးပေးရနေပြီးလက်ရှိဖြစ်ပွားနေတဲ့စစ်ရာဇဝဲမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျွတ်လွန်တဲ့ရာဇဝဲမှုတွေကိုအားပေးကူညီနေရလို့ JFN ကပြောဆိုထားပါတယ်။ PSU ဟာအိန္ဒိယအစိုးရရဲ့အများစုပိုင်ဆိုင်တဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဖြစ်ပြီး ကာကွယ်ကဏ္ဍအပါအဝင်အိန္ဒိယစီးပွားရေးနယ်ပယ်တဝန်းကကဏ္ဍများစွာမှာလုပ်ငန်းတွေလုတ်ကန်ဆောင်ရွက်နေရလို့လဲဆိုထားပါတယ်။အဲ့ဒီထဲမှာအိန္ဒိယကာကွယ်ဝန်ထမ်းကစီမံဆောင်ရွက်နေတဲ့ PSU ပေါင်း16ခုထိရှိနေရလို့လဲ GFN ကဆိုထားပါတယ်။အချက်လက်တွေအရ2019-2022ခုနှစ်အတွင်းအိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံကိုတတိယမြောက်လက်နက်အများဆုံးတင်သွင်းတဲ့နိုင်ငံဖြစ်နေရလို့လဲသိရှိရပါတယ်။အိန္ဒိယမူဝါဒရေးရာသုတေနအဖွဲ့ရဲ့2023ခုနှစ် စတင်ပါလအစည်းခန်းစာရအိန္ဒိယရဲ့စုစုပေါင်းလက်နက်တင်ပို့မှု90ရာခိုင်နှုန်းကျော်ဟာမြန်မာနိုင်ငံကိုရောက်ရှိခဲ့လို့လည်းအတည်ပြုထားပါဗျ။အိန္ဒိယစစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍတို့နဲ့စီးပွားရေးပတ်သက်ဆက်နွယ်မှုရှိနေကြတဲ့အစိုးရတွေနဲ့ကုမ္ပဏီတွေအနေနဲ့မြန်မာစစ်အုပ်စုထံပံ့ပိုးထောက်ပံ့နေမှုအလုံးပိတ်ပင်ရေးတိုက်တွန်းဖို့မိမိတို့ရဲ့ဩစာအရှိန်အဟောင်းကိုအသုံးပြုတဲ့နယ်တို့လဲ Justice for Myanmar ကတောင်းဆိုထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့သခိုင်းတိုင်းမြင်းမှုမြို့နယ်ကစီဝါရေးဘဏ်မှာကင်းဆောင်နေတဲ့စစ်သားတွေကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခတ်ခဲ့ရမှာနှစ်ဦးသေသွားတယ်လို့စွန်ရဲ Revolution Force ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ဇွန်လ14ရက်နေ့မနေ့17ရက်လောက်မှာမြင်းမှုမြို့စီဝါရေးဘဏ်မှာကင်းဆောင်နေတဲ့အကြမ်းဖက်စစ်သားတွေကို လက်ပစ်ပုံးပစ်သွင်းတက်ခတ်ရမှာစစ်သား2ဦးဟာသေသွားတာဖြစ်ပြီးတဦးဟာပြင်းထန်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ဒဏ်ရာရတဲ့စစ်သားတွေကိုမြင်းမှုမျိုးမှရဲစခန်းထဲမှာကြိတ်ပြီးကုသနေတယ်လို့လည်းစွန်ရဲ Revolution Force ကတာဝန်ရှိသူတို့ကပြပြပါရတယ်။ဒီတက်ခတ်မှုကိုစွန်ရဲ Revolution Force နဲ့ Black Hero Revolution Force အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုအတွင်မှာအကြမ်းဖက်တပ်သားတွေဘက်ကလိုက်လံပစ်ခတ်မှုတွေရှိခဲ့ပေမဲ့ တော်လဲရဲဘော်တွေဘက်ကအထီးခန့်မရှိစုတ်ခွာနိုင်ခဲ့လို့လည်းသိရပါရရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါရှင်ကျမများပါ thank you